မင်္ဂလာပါ CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။မြန်မာအမျိုးသမီး National League ရဲ့အသင်းအားလုံးပွဲစဉ်၈ပွဲစီကစားလို့အပြီးမှာတော့ ISBFC အသင်းကရာသီဝက်ချန်ပီယံအနေနဲ့အမှတ်ပေးစရာကိုဥဆောင်ထားနိုင်ခဲ့တာတွေ့ရပါတယ်။29ရက်နေ့တနင်္လာနေ့ရက်ညနေခင်းမှာတော့အမှတ်ပေးစရာရဲ့ထိပ်ပိုင်းနေရာကို ပြောင်းလဲပေးနိုင်မဲ့အသင်းလေးတင်ထိတ်တိုက်တွေ့ဆုံကစားခဲ့ကြတယ်။ AR United အသင်းနဲ့တစ္ဆာအာမန်အသင်းတို့ရဲ့ပွဲစဉ် ISB အသင်းနဲ့မြားရီအသင်းတို့ရဲ့ပွဲစဉ်တွေပါ ဒီလိုပွဲစဉ်တွေကစားခဲ့ကြရမှာတော့ AR United အသင်းနဲ့တစ္ဆာအာမန်အသင်းတို့ရဲ့ပွဲစဉ်မှာတဖန်2-0စီတည်ကြခဲ့လို့ရာမတ်တမက်စီခွဲဝေယူခဲ့ကြပြီးတော့မြာရီအသင်းကို2-0ပြတ်အနိုင်ရခဲ့တဲ့ ISP အသင်းကတော့3မှတ်အပြည့်သိမ်းပိုက်ကထိတ်ဆုံးနေရာကိုတက်လန်းခဲ့တာတွေ့ရပါတယ် ISB အသင်းကပြီးခဲ့တဲ့နှစ်ရဲ့ချန်ပီယံဟောင်းလေးဖြစ်သလိုလက်ရှိမှာလည်းအာရှချန်ပီယံလိခြေစစ်ပွဲကိုအောင်ထားတယ်။ပြည်တွင်းလိရဲ့ရာသီဝတ်ချန်ပီယံဖြစ်တဲ့အထိလဲဇက်တိုက်ကိုပုံစံကောင်းနေရရှိနေတာပါ။ လက်ရှိပြည်တွင်းလိမာကလည်းယာတီကွန်ရဲ့ချန်ပီယံဖြစ်သွားနိုင်မယ့်အသင်းကို အခုချိန်ထိတက်အပ်ပြောလို့မရသေးပဲနဲ့ကျွန်တော်တို့ရန်ကုန်ယူနိုက်တက်တစ္ဆာအာမန် ISPE နဲ့ AR United အသင်းတို့ကချန်ပီယံဖြစ်ဖို့ရေပန်းစားနေပါတယ်။ရက်တီမှုအနေနဲ့ကလည်း ISP အသင်းကရမှတ်16မှတ်နဲ့အဆင့်တနေရာမှာရှိနေတယ်။ AR United အသင်းရဲ့တစ္ဆာအာမန်အသင်းတို့ကရမှတ်16မှတ်နဲ့အဆင့်2နဲ့အဆင့်3နေရာမှာရည်တည်နေကြတယ်။ရန်ကုန် United အသင်းကတော့ရမှတ်18မှတ်နဲ့အဆင့်4နေရာမှာပါ ဆိုတော့အရန်ကြီးကွာဟားတဲ့အနေထားတွေမဟုတ်ပါဘူးတန်းတူပြေးနေတဲ့အနေထားတွေပါဆိုတော့လာမယ့်လက်ကျန်ပွဲတွေကလည်းစိတ်ဝင်စားစရာကောင်းအောင်ပဲအကျိန်နဲ့ပွဲစဉ်တွေဖြစ်လာအောင်ပါထက်ဆောင်ပြောပြချင်တာလေးကယနေ့ AR United အသင်းနဲ့တစ္ဆာအာမန်တင်တို့ရဲ့ပွဲစဉ်မှာပေါ့နော်ကွင်းလေတိုင်းရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအငင်းပွားဖွေရာလေးတွေဝေဖန်တန်တွေကြားခဲ့ရတယ်ဖြူဖြူဝင်းရဲ့လက်နဲ့ထိမှုကြောင့်နောက်ကျပွဲချိန်မှာပနတီပေးခဲ့ရတဲ့အပေါ်မှာငင်းဆူထောက်ပြချက်လေးတွေတွေ့ရပါတယ် ်မြန်မာမျိုးသမီး nationally ပွဲစဉ်တွေကိုတိုက်ရိုက်ပြသတဲ့ရုပ်သံလိုင်းကင်မရာအည်တွေတုံးဆွေးမှုဒါရီပေါ်မှာလည်းပြည်သက်တွေရဲ့အဖွဲချုပ်အပေါ်ပြင်ဆင်တောင်းဆိုမှုလေးတွေလည်းကြားခဲ့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ AR United အသင်းရဲ့တစ္ဆာအာမန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အကောင်းဆုံးကစားသမားစုကိုတစ္ဆာအာမန်အသင်းရဲ့တိုက်စစ်မှုမျက်နှိုးခင်ကရရှိခဲ့ပါတယ်။တစ္ဆာအာမန်အသင်းတို့ချေပါကူနှကူလုံးကိုသွင်းယူပေးခဲ့တာကြောင့်မျက်နှိုးခင်ကတော့လက်ရှိပြည်ရင်းလီရှစ်ပွဲကစားပြီးတော့ဆန်နှကူသွင်းယူကဂိုးသွင်းအများဆုံးကစားသမားဖြစ်ရည်တည်လျက်ရှိပါတယ်။ ISB အသင်းနဲ့မြရီအသင်းရဲ့ပွဲစဉ်မှာတော့လက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင် ISB ရဲ့အတင်းကောင်းဆောင်လည်းဖြစ်တဲ့ဝိုင်းရင်တိုက်စင်မှုခင်မာလာထုံးကခြေစွမ်းပြကစားပြီးတော့တွင်ကိုတကူရယူထားနိုင်ခဲ့တာကြောင့်ပွဲပြီးချိန်မှာတော့အကောင်းဆုံးကစားသမားစုကိုလက်ခံရရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါယခုလိုမျိုး update ဖြစ်နေတဲ့အားကစားသတင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Facebook, TikTok, YouTube channel တွေကို like and share, follow, subscribe လေးတွေလုပ်ပေးကြဖို့တောင်းဆိုပါတယ်။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။